အိုင်ယာလန်နဲ့ပွဲမှာအနီးကပ်ပြခံခဲ့ရတဲ့စီအော်နယ်တို့ဘလွန်ကျပ်ပြများတို့ကျမတို့ရဲ့ဝမ်းမြောက်ချမ်းသာတဲ့ပြပြနေကြည့်ဆိုလိုက်ပါမယ်ကမ္ဘာဖလားအုပ်စုအဖွင့်ပွဲကိုပွဲပယ်ခံရမယ်ပေါ်တူဂီအသင်းကောင်းဆောင်တက်စစ်မှုစီယုံနေတို့ကမနေ့ရွှေမြိုင်ခဲ့တဲ့အိုင်ယာလန်နဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာအနီးကပ်ပြခံခဲ့ရတာကြောင့်ပေါ်တူဂီသင်းခြေစစ်ပွဲအောင်မြင်ခဲ့ရင်2026ကမ္ဘာဖလားအုပ်စုအဖွင့်ပွဲကိုပွဲပယ်ခံရမယ်လို့သိရပါဗျ အိုင်ယာလန်နိုင်ငံဒပ်လင်မြို့မှာရှင်ပြိုင်ခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာအိုင်ယာလန်သင်းကတိုက်စစ်မှုဖာတော့၁၉၄၅မှာသွင်းယူခဲ့တဲ့ဂိုးတွေနဲ့အနိုင်ရခဲ့ပြီးစီယိုနယ်ဒိုက၆၁မိနစ်မှာပြိုင်ဘက်အနောက်ခံလူဒါရန်အိုရှီယောက်ဒရောင်နဲ့တွက်ခဲ့တာကြောင့်အနီကပ်ပြ ထုတ်ပယ်ခံခဲ့ရတာပါအနီကကစီယိုနယ်တို့အတွက်လက်ရွေးစင်ကစားသမားဘဝမှာပထမဆုံးပြသခံရတဲ့အနီကဖြစ်အမှတ်တမ်းဝင်ခဲ့ပြီး226ပွဲမြောက်ရွှေမြိုင်ကစားရာမှာပိုင်ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ် ်ဆီယိုနယ်တို့ဟာကလပ်အသင်းကစားသမားပွဲမှာတော့အနီကပ်73ချိန်ပြတ်သားခံခဲ့ရဖို့ကြောင့်သိရပါဗျ။ဖီဘာရဲ့စီမံရာဆီယိုနယ်တို့ဟာဒါရိုက်အနီကပ်ပြစ်ဒဏ်အတွက်ပြိုင်ပွဲအသွင်ပွဲစဉ်တွေမှာအ ਨੇ ဆုံး2ပွဲပဲပြစ်ဒဏ်ကြားခံရမှာဖြစ်တာကြောင့်ပေါ်တူဂီသင်းရဲ့နောက်ဆုံးကမ္ဘာဖလားချစ်စစ်ပွဲနဲ့2026ကမ္ဘာဖလားအုပ်စုအဖွင့်ပွဲကိုပွဲပယ်ခံရမှာဖြစ်ပါတယ်။ပရုဂေတင်းကခြေစစ်ပွဲနောက်ဆုံးပွဲကိုအင်ကွင်းမှာအာမေးနီးယားနဲ့ရှင်မြန်ရမှာဖြစ်တာကြောင့်ခြေစစ်ပွဲအောင်မြင်ဖို့တည်ကြသလောက်ဖြစ်နေပါတယ်။